ကဲ့မင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါကိုအခုရဲ့ဟိုနာမည်လေးနဲ့ပေါ့နော်အခုကိုလက်ရှိဟိုရှင်ပိုင်ရှင်ဒီဦးအနေနဲ့ဖြတ်တန်းခဲ့တဲ့လုပ်ငန်းအတွေ့အကြုံလေးတွေလည်းတစ်ချက်လောက်ပြောပြပေးပါဦးကျွန်တော်နာမည်ကတော့ကိုတရုတ်ကလေးလို့ခေါ်ပါတယ်လက်ရှိတော့ကျွန်တော်55အဲယာကွန်ဘတ်ပေါ့နော်အဲရင်လိုင်းကိုကျွန်တော်ရင်လိုင်းလောက်တဲ့အတွေ့အကြုံတော့ကျွန်တော်နှစ်20ဝန်းကျင်လောက်ရှိပါတယ်လက်ရှိကတော့ကျွန်တော်55အဲယာကွန်ဘတ်ရင်လိုင်းကိုတည်ထောင်ထားပါတယ်ဟုတ်ကဲ့ဟိုအများပိုင်းဒီလိုမျိုး ဟို bus မြင် line တွေ bus ဒီလိုမျိုးအများပိုင်းပေါ့နော်ကုမ္ပဏီတွေ ਨੇ ထူထောင်ပြီးတော့ဒီတေဥ္ကုဆောင်ရဲ့စနစ်ကိုပြောင်းလဲဖို့ဆိုပြီးတော့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းတန်းကလည်းဒါကိုမူဝါဒတရအနေနဲ့လုပ်နေတာရှိရပေါ့နော်အဲ့ဒီပုံမှာအခုရှင်ပိုင်ရှင်နေနေနဲ့ပေါ့နော်အမြင်ဘယ်လိုမျိုးရှိလဲဒီမြအစိုးရဘက်မှာအခုဘယ်လိုမျိုးခံစားမိလဲဗျာလက်ရှိပေါ့ရန်ကုန်တိုင်းဒေသကြီးအစိုးရဘက်ရဲ့သဘောထားပေါ့ ဘုံဘုံကောင်းမွန်တော်တရားဖို့ဆောင်ရစနစ်ဖြစ်ပေါ်လာရေပေါ့အဲ့ဒီပုံမှန်ကျွန်တော်တို့ယမန်ရှင်နေတုံးတက်ကြည့်တယ်ပေါ့လက်ရှိအစိုးရဘွယ်ကကျွန်တော်တို့ယမန်ရှင်ရင်လုံသားပေါ့ခီးသွမ်းပြည်သူပေါ်မှာတော်တော်အလေးနံထားတဲ့အနေအထားလေးတွေကျွန်တော်တို့တွေ့တွေ့ရတယ်အဲ့တော့ယမန်ရှင်နေအများစုပေါ့ရာဂိုင်းနှုံးတော်တော်များများကတော့အချမ်းပြင်းတော့လက်ခံလာပါတယ် ရင်လိုက်နေရလဲသဘောသားမှတ်ချက်တွေတောင်းနိုင်လဲရှိတယ်ပေါ့ရှိတဲ့အခါကျတော့ကျွန်တော်တို့လေ့လာကြည့်တယ်ပေါ့50ရာခိုင်နှုန်းကထောက်ခံကြတယ်50ရာခိုင်နှုန်းကတော့ရောက်ပြီစောင့်ကြည့်နေတယ်ပေါ့ကျွန်တော်တို့ထပ်ပြီးလေ့လာကြည့်တဲ့အခါကျတော့50ရာခိုင်နှုန်းကသဘောသားမှတ်ချက်ပြီးတယ်ဘာလို့တွန်းတွေ့တယ်လဲဆိုတော့လက်ရှိ လုပ်ငန်းတွေအဆင်မပြေကြဘူးဒါပေါ့အဆင်မပြေတဲ့အခါကျတော့ဘယ်လောက်ထိအဆင်မပြေလဲလုပ်ငန်းဖြတ်သိမ်းပြီး ရောင်းမယ်ဆိုရင်တော့မှဝယ်သူမရှိတဲ့အနေအထားမျိုးဖြစ်တယ်။ဒါကိုကျွန်တော်ဖြည့်စွက်ပြောရမယ်ဆိုရင်ကျွန်တော်တို့လုပ်ငန်းတွေကမကောင်းမြတ်စွာဝန်ဆောင်မှုမပေးနိုင်တဲ့ခါကြောင့်အဆိုးဆုံးအခြေအနေကိုရောက်လာ။ရောက်လာ။ဟုတ်ကဲ့။အဲ့တော့သောသောကစကားကိုပြန်ပြောမယ်ဆိုရင်လုပ်ငန်းကတော်တော်အခြေအနေဆိုးနေသည့်အတွက်အဆိုးရအောင်လဲအားကိုးတယ်။အားကိုးပါတော့။စနေတစ်ခုကိုချိန်မယ်ဆိုရင်ဒါလိုလိုချင်းချင်းပဲသဘောတမ်းမချက် ပြေးလိုက်တဲ့သဘောမျိုးတော့တွားတွေ့တယ်ထောက်ခံတယ်ပေါ့ဟုတ်ကဲ့ကျန်တဲ့90အကန်လုံးကတော့စောင့်ကြည့်နေတယ်သဘောတမ်းမှချက်မပေးဘူးပေါ့ထောက်ခံလားမထောက်ခံဘူးကန့်ကွက်လားမကန့်ကွက်ဘူးစောင့်ကြည့်တယ်ပူဆောင်ရေးအနာပိုင်းဘွယ်ဖွဲ့ပြီးပါလို့ရှင်ငွေဝါဒထွက်လာနိုင်မယ်ပေါ့အစိုးရရုံးနေနဲ့သူ့အတော်လည်းဒီနဲ့ guideline ပေးလိမ့်မယ်ပေါ့အဲ့ချိန်ကျမှလုံသိရင်မလုံသိရင်လုံနိုင်ရင်မလုံနိုင်ဘူးပေါ့ ဒါကိုစောင့်ကြည့်နေတဲ့သဘောပေါ့တဖက်မှာလည်းယူယူတန်းတန်းပြောရရင်ဒီထောက်ခံပါတယ်လို့သဘောထားမှတ်ချက်ဒါပြီးလိုက်လို့ရှိရင်ဟုတ်ကဲ့ဒီလက်မှတ်တွေကိုအလွယ်သုံးသားလုပ်ပြီးတော့မှာမဟုတ်ကဲ့အဲ့ဒါအစိုးရရောပန်ရှင်နေရထောက်ခံလို့ဒီမော်ဒါကိုရည်ဆွဲပါတယ်ဆိုရင်ဒါရေရှည်မှလုပ်ငန်းတွေအခက်အခဲရှိသွားနိုင်တယ်ပေါ့အဲ့တော့ရင်လိုင်းကုမ္ပဏီတွေအနေနဲ့ပေါ့မထာသမျိုးသွင်းတို့ဟာလား ခရိုင်ပေါ့အရှေ့ပိုင်းခရိုင်ရင်လည်းအနောက်ပိုင်းတောင်ပိုင်းမြောက်ပိုင်းပေါ့ဒီကော်မဏီ၄ခုနဲ့မထတ်တမျိုးစဉ်ကော်မဏီ၅ခုကသဘောထားမှတ်ချက်တောင်းတဲ့အချိန်မှာဆောဆောအလိုဒီသဘောထားမှတ်ချက်တွေကိုအလွယ်သုံးစားလုပ်ပြီးတော့ဟုတ်ကဲ့လိုရာဖွဲ့စည်းပုံရေးတင်မှာစိုးတည်အတွက်စိုးရင်ညားတာပေါ့စောင့်ကြည့်နေကြတယ်ပေါ့ဒါအစိုးရရုံးကအန်ဒိုလဒီနဲ့ဂိုင်လိုင်းပေးပြီးဆိုရင်တော့ဒါပြန်ပိုင်ရှင်နေလဲအဲ့ဒီအချိန်ကျရင်တော့သူတို့ ဒုတင်ပြင်ဆင်ထားတဲ့အနေအထားလေးလည်းရှိတာတွေ့ရပါတယ်။ဟုတ်ကဲ့။အခုအိုက်မြန်မှာပေါ့နော်။အခုလည်းပြောသွားတဲ့အထက်မှာမာထာတာတို့ဒီခရိုင်ကောမဒီပေါ့နော်။အားလုံးပေါင်းဆိုရင်ရန်ကုန်မြို့မှာ၉ခုလောက်ရှိတယ်ပေါ့နော်။အဲ့တော့အဲ့ဒီအပေါ်မှာအခုအမြင်လေးနဲ့ဒီကောမဒီခရိုင်အဖွဲ့တွေကိုဘယ်လိုမျိုးဆက်ရှိတင်လားမရှိတင်လားဘယ်လိုမျိုးများပြောင်းပြင်ပြင်ပြောင်းလဲတင်လဲပေါ့နော်။နောက်ပြီးတော့နိုင်ငံတော်တော့ကောဘလို့အကျိုးရှိအောင်ဘာကြီးများလုပ်တင်တယ်လို့ထင်တယ်ဟုတ်။ရကင်းဖွဲ့စည်းပုံပေါ့ ဖွဲ့စည်းပုံနေတော့ inline company တွေပေါ့နောက်2005ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြည်ဆိုရေးဥပဒေဆိုပြီးတော့ထွက်လာနိုင်တယ်ရှိတယ်ပေါ့ဟောဆောစောကကျွန်တော်တို့ပြောခဲ့ပြီးသလိုပေါ့ဘလို့သွားမလဲတင့်ဤမတင့်ဤဆိုတာကျွန်တော်တို့အဲ့ဒီပုံမှာလည်းပဲကျွန်တော်တို့လေ့လာကြည့်တဲ့အခါကျတော့လက်ရှိရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကကျွန်တော်တို့လုပ်ငန်းရှင်တွေ တိတာတဲ့ကိုတော်တော်များများရိုးသားသားပြောရင်ကျွန်တော်တို့ထက်ပိုသိတယ်ပေါ့ဟုတ်ကဲ့အဲဝင်ကြီးချုပ်ကိုနိုင်ကလည်းပြောထားတာကပညာရှင်နည်းနဲ့လည်းလေးလာပြီးတော့အတိုင်းတာတဲ့ဘုံဒီရေးဆွဲပြီးပြီလို့ဒါသူပြောထားတဲ့အနေထားလေးလည်းရှိတယ်အဲ့ဒီတော့တေဘုဆောင်ရဲ့အနာပိုင်းဖွဲ့ဖွဲ့ပြီးတဲ့နောက်မှာဝါဒထွက်လာလို့ရှင်ဒါလေးအကုန်ရှင်းသွားပါလို့ဟုတ်ကဲ့ အခုသဘောဆိုလဲသဘောကတော့ဒါအစိုးရကနေချပေးတဲ့ခိုင်လိုင်းပုံမှန်ဖူတည်ပြီးရင်တော့ဒါပြပြတတ်တာပို့ပြီးတော့ဖြစ်လာမယ်လို့ယုံကြည်တယ်ပေါ့နော်ဟုတ်မှန်ပါတယ်ခင်ဗျာယုံကြည်တယ်ဆိုတာနဲ့ကျွန်တော်စောစောကတင်ပြပြီးတယ်လို့ပေါ့လက်ရှိအစိုးရဘော်ယုံနေနေကနှင်းပေါင်းများစွာလောက်ကင်လာတဲ့ရင်ပိုင်ရှင်နေပြန်လောက်သားတွေခီးသွားပြည်သူပေါ်မှာတော်တော်အလေးနဲ့ထားတဲ့အနေထားမျိုးလေးတွေတွေ့ရပါတယ်ဒါကျွန်တော်တို့ ဖြူဆိုရမယ့်အနေအထားတစ်ခုဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုရင်ပေါ့နော်ကဲမန္တမထသကန္နာလည်းပြီးသွားပြီဆိုတော့အခုလက်ရှိရင်းမိုင်းရှင်နေနေနဲ့ကတော့ဟိုသတင်းမျိုးစုံကထွက်နေတာဆိုတော့ပေါ့နော်သူတို့ခံစားမိကြတာတွေကလည်းအများကြီးပဲအခုတို့လိုမျိုးနီးစက်တဲ့ဟိုပြောရမယ်ဆိုရင်ဟိုဖောက်ဖောက်ရောက်ရှိတဲ့လုပ်ငန်းရှင်တွေရှိတယ်အဲ့လိုဒီရင်းမိုင်းရှင်နေရှင်လုပ်သားတွေကိုပေါ့အခုဘာများပြောပြခြင်းတွေလဲဘယ်လိုများ message တွေပါခြင်းတွေလဲဗျာရင်းမိုင်းရှင်နေအနေနဲ့ကျွန်တော်တို့ကပြောကြလို့တယ်ပေါ့ လက်ရှိရန်ကုန်တိုင်းဒေသကြီးအစိုးရဘော်ရုံကဝန်ကြီးချုပ်ပြောသွားတဲ့ဒါကလည်းဝန်ကြီးချုပ်ကအလေးနံပြောသွားတာရှိပါတယ်။လက်ရှိကျွန်တော်တို့အများပန်ရန်လိုင်းစနစ်တွေကိုချိန်မယ်ပေါ့။ချိန်တဲ့အချိန်မှာဈေးကွက်စီပွားရေးစနစ်ပေါ့။စုပေါင်းပြည့်စုံပြီးတော့ကုမ္ပဏီရှောက်ဖို့တော့ဝန်ကြီးချုပ်ကတိုက်တွန်းထားတာပေါ့။အဲ့မူတိုင်းမသွားဘူးလက်ရှိတိုင်းသွားမယ်ဆိုရင်လည်းပဲဒါအစိုးရအနေနဲ့မကန့်တတ်ဘူးပေါ့။ဟုတ်ကဲ့။မြန်မာရှင်တွေအခက်တွေ့ရမလို့ဘူးလို့ ဒါဆိုအတိလင်းပြောတာတာရှိပါတယ်ဒီလိုအကြောင်းကျွန်တော်တို့ယဉ်ပိုင်ရှင်နေအနေနဲ့လဲပူပင်စရာတော့မရှိပါဘူးဈေးကွက်စီးပွားရေးစနစ်ရညပိုင်းရင်လိုင်းစနစ်တွေအောင်မြင်ပြီဆိုရင်တူတူနောက်ကလိုက်လာမဲ့အနေအထားတစ်ခုမှာတော့အရှိတာပေါ့ဒါကြောင့်ယဉ်ပိုင်ရှင်တွေပြောကြလို့လားကလက်ရှိပေါ်တူလို့တူလို့တော့အများတို့ကမိမိတို့ရဲ့လုပ်ငန်းတွေအစီအမံပြတဲ့အကြာအနေဖြတ်သိမ်းခံရမလားဟုတ်ကဲ့တစ်ချက်ပေါ့နော် မြို့တော်အင်္ဂါရက်နဲ့မညီတဲ့ရင်းတွေကိုဆက်လက်လုပ်ကိုင်ခွင့်မပေးတော့ဘူးလားပေါ့နော်ဟုတ်ကဲ့ဒိုင်နာပါဘောနော်ဒါကောင်းလေးပါအနေဒါလေးတော့ရှိပါတယ်အဲဒီတော့ဆော့ဖ်ဝဲကျွန်တော်တင်ပြရလို့ပေါ့ကျွန်တော်တို့အမြင်နဲ့ပြောရင်တော့ရေရှည်မှာဒီတဲ့ပို့ပြီးတော့အောင်မြင်လာမယ့်အနေထားမျိုးတွေကိုပဲတွေ့ရပါတယ်မြန်မာရှင်နေနေလဲလဲဒါဆိုရင်ပုံမှန်ကြတော့မရှိပါဘူးကျွန်တော်ဆော့ဆော့ကတင်ပြပြီးခဲ့သလိုပါပဲ ပြန်ပန်းရှင်ရင်လုံးသားအခီးသွန်းပြည်သူတော်မှာဒါတိုင်းပြည်သားကြီးအဆိုးအအနေနဲ့တော်တော်လေးနဲ့ထားနေတဲ့အကြောင်းကျွန်တော်ထပ်ပြီးတော့ပြောကြလို့ပါအခုလက်ရှိရင်လုံးသားတွေလုံးဟိုပန်းရှင်တွေဒီပြေးဆွဲတဲ့လူတွေအတွက်ဘလို့အခက်အခဲမျိုးတွေနဲ့ဘလို့ဖြစ်တယ်ဆိုတာဟိုတော့တစ်ချက်လောက် message လေးပြီးချေလို့ပါတယ်အဓိကတော့ဘာတွေအခက်အခဲဖြစ်နေတာလဲအဲရှင်နောက်လိုက်ကလည်းဘာအခက်အခဲရှိလဲရှင်လုံးသားကလည်းဘာအခက်ပန်းရှင်ကလည်းဘာအခက်အခဲရှိခီးတော်ပြည်သူကလည်းဘာအခက်အခဲရှိ အဲ့ဒါလေးတွေကိုလည်းအခုတိတိကျကျလေးကျွန်တော်တို့တစ်ချက်လောက်ရှင်းပြပေးပါဗျာအဲ့ဒါလေးခီးသွားပြည်သူတွေအနေနဲ့တကယ်လိုအပ်နေတာကစိတ်ရေးချမ်းသာစွာပေါ့ခီးသွားဖို့ပဲအရေးကြီးတာပါရင်ကြောပိတ်တာတော့ပိတ်တာပေါ့ရင်ကတော့များလာရင်တော့ရင်ကြောပိတ်တာတော့ဒါတဘာဝပဲပေါ့ဒီနည်းချင်းနိုင်ငံတွေမှာလည်းဒါရင်ကြောပိတ်တာရှိတာပေါ့သို့တော်လည်းပဲစိတ်ရေးချမ်းသာစွာပေါ့ ဖြီးသွားမယ်ဆိုရင်ဒီဝင်ဆောင်မှုပေးနိုင်ရင်ဒါကျွန်တော်တို့ဖြီးသွားပြီသူကခြေခြေနဲ့နိုင်ကြီးလက်ခံပါတယ်ဟုတ်ကဲ့ရင်လုံသားလက်ရှိအကန့်ကရတော့ရင်လုံသားတွေအလုတ်ချိန်များတာပါသူတို့တာဝန်ရင်ပုံမှန်ဝန်ထမ်းတယောက်ရဲ့နှစ်ဂျူဒီလောက်သူတို့ထမ်းဆောင်နေရတဲ့အနေအထားမျိုးတစ်ခုရှိတယ်ပေါ့အဲအဲ့ဒီမှာမှတစဉ်စောစောကကျွန်တော်တို့တင်ပြခဲ့သလိုပေါ့ကိုရကိုယူစနစ်ပေါ့မောင်းညင်လဲမောင်းရတယ်ပေါ့ အလုတ်ကဲ့သဘောတရားရလုတ်တော့မလုတ်ချင်းပေါ့ဒါပေမဲ့အလုတ်ကဲ့သဘောတရားရအပြန်ဆိုင်မောင်းဝန္တာလေးလည်းတွားရှိတယ်ပေါ့အဲ့တော့ရင်လုံသားတွေတကယ်လိုအပ်နေတာလည်းပဲသောသောကိုပြောင်းသွားမယ်ဝင်စားမှုပိုင်းကိုပြောင်းမယ်စနစ်ကိုရင်လုံသားအများစုကကြိုက်နေတတ်ကြတယ်ဟုတ်ကဲ့လက်ရှိကိုရကိုယူစနစ်ကကျွန်တော်တို့ကဥပဒေကိုချိုးဖောက်ပြီးမှလုပ်နေရတဲ့အတွက်ဘုသူ့မှလည်းပြောရှင်မှုမရှိဘူးပေါ့ ်မြတ်ဗျာရင်လိုင်းစနစ်တွေကိုချိန်သွားမယ်ဟုတ်လားကိုရကိုယူစနစ်မဟုတ်တော့ဘူးဥပဒေဘောင်တွင်ကနေအေးအေးချမ်းချမ်းမောင်းရမယ်ပေါ့နောက်ပြီးတော့ကားတွေအနေနဲ့ကမြို့တော်အင်္ဂါရဲနဲ့ညီတဲ့ရင်သစ်တွေမောင်းရမယ်ဆိုရင်သူတို့လည်းအန္တရာယ်ကင်းမယ်ပေါ့တကယ်ရင် လုံသားတွေလိုအပ်နေတာကတော့မြားပိုင်စနစ်ကလေးအေးချမ်းချမ်းနဲ့ခီးသွမ်းပြီးသူဝန်ဆောင်မှုပြီးမယ်အလုပ်တွေတော့တကယ်လိုအပ်နေတာဟုတ်ကဲ့ကျွန်တော်တို့လုပ်ငန်းရှင်တွေလိုအပ်ချက်ကတော့ ယူသန်းသန်းပြောရရင်တော့လက်ရှိလုပ်ငန်းတွေကတွက်ချေမကိုက်ဘူးပေါ့မကိုက်ဘူးပေါ့အဲ့တော့လက်ရှိလုပ်ငန်းတွေဒါရင်းနှီးမှုနှံမှုတွက်ချေကိုက်မယ်ဆိုရင်တော့ရင်းစည်းကံပူရမှာဖြစ်မှာပေါ့ဟုတ်ကဲ့ရင်းစည်းကံပူရဖို့ကလည်းဒါရှင်းပါတယ်ဝန်ဆောင်မှုပါခီးသွားမှုသူဝန်ဆောင်မှုပေးနိုင်ရင်းစည်းကရအောင်ရပါတယ်ဒီနေရာမှာကျွန်တော်တို့ရင်ပန်းရှင်တွေကိုကျွန်တော်တို့ကသတင်းစကားပါကျင်တာက ရင်ကြီးကမရလို့လုပ်ငန်းတွေမတိုးချဲ့နိုင်ဘူးဆိုပြီးတော့ဒါလုပ်ငန်းရှင်အများစုကဟုတ်ကဲ့အကြာခဏပြောတာရှိပါတယ်ကျွန်တော်တို့ဒါအနေနဲ့ပြောမယ်ဆိုရင်မိမိတို့ရဲ့လုပ်ငန်းကိုဒါမိမိတို့ရဲ့ထမင်းရှင်ပေါ့ဒါခီးသွားပြီဆိုမှဝန်ဆောင်မှုကောင်းအောင်တာကြိုးစားပါဝန်ဆောင်မှုကောင်းတယ်ဆိုရင်ရင်ကြီးကရောက်ရပါတယ်ဟုတ်ကဲ့ပူပင်စရာတော့မရှိပါဘူးဟုတ်ကဲ့ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုဟိုဖြည့်ဆွက်ပြီးတော့ပေါ့နော်နိုင်ငံတော်ဝေါ်ဒီရင်လိုင်းပိုင်ရှင်တွေရောခီးသွားပြည်သူတွေရောအော်အခုရဲ့ပြောသူပြောချင်တာလေးတွေပြရှင်တစ်ချက်လောက်ပြောပြပေးပါအောင်ကိုကျွန်တော်တို့45အရာမွန်ပိုင်ရင်လိုင်းကိုအားပေးရတဲ့ဒီခီးသွားပြည်သူတွေကိုကျွန်တော်ကျေးဇူးအထူးကိုကျွန်တော်တင်ရှိတဲ့အကြောင်းလေးကျွန်တော်ပြောချင်ပါတယ်ဒီကနေ့ဒီရင်လိုင်းလမ်းကြောင်းပေါ်မှန်ရောက်လာတယ်ပေါ့အောင်မြင်လာတယ်ဆိုတာ မဖြစ်မနေပေါ့ဒီခီးသွမ်းပြည်သူပူပေါင်းပါဝင်မှုတော်တော်အရေးပါပါတယ်အခီးသွမ်းပြည်သူပူပေါင်းပါဝင်မှုကြောင့်ကျွန်တော်တို့ဒီရင်လိုင်းပေါ့နော်အောင်မြင်မှုအနည်းငယ်စရလာတဲ့အနေအထားလေးတစ်ခုပေါ့အရှိချောင်လဲကျွန်တော်တို့ဟလာဝန်ဆောင်မှုကိုအားပေးပြီးတော့ခီးသွမ်းပြည်သူကိုကျွန်တော်တို့ဟလာကျွန်တော်တို့ဝန်ဆောင်မှုပေးနိုင်ဆက်ပြီးကျွန်တော်တို့စူးစမ်းသွားမှာပါလက်ရှိလဲယင်းနေကျွန်တော်တို့ထပ်ပြီးအင်အားပေးဖို့ ဝယ်ထားတာလေးတို့ချက်ထားတာလည်းကျွန်တော်တို့ရှိပါတယ်။နောက်ပိုင်းလဲဒီခီးသွန်းပြည်သူရဲ့ဥပောင်းပါဝင်မှုနယ်ပဲကျွန်တော်တို့ဒါနိုင်ငံတော်အစိုးရရဲ့လမ်းညွှန်မှုနယ်ပေါ့ကျွန်တော်တို့အများမှန်ရင်လိုင်းစနစ်တွေကိုဆက်ပြီးအကောင့်နဲ့ဖော်ဖို့ရှိပါတယ်ဟုတ်လားတိုင်းပြည်တိုင်းအစိုးရနဲ့ပူးပေါင်းပြီးတော့နိုင်ငံကုမ္ပဏီစနစ်တွေနဲ့ဟုတ်ကဲ့တွားဖို့လည်းရှိပါတယ်။အဲနောက်တစ်ချက်ကကျွန်တော်တို့လုပ်ငန်းခွင်မှာလက်ရှိမရှိမဖြစ်လဲပန်းနေတဲ့ဝန်ထမ်းတွေပေါ့ဟုတ်ကဲ့ ရမောင်းရင်နောက်လိုက်တွေကိုလည်းဒါကျွန်တော်တော်တော်အထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကဝန်ဆောင်မှုကိုစပြီးတော့ဟိုလုပ်တဲ့အချိန်မှာဒီဝန်ဆောင်မှုပေးမဲ့ဝန်ထမ်းပေါ့ဝန်ထမ်းဟုတ်ဒီရမောင်းရင်နောက်လိုက်ရဲ့အခန်းကဏ္ဍကလည်းစောစောကခီးသွန်းပြည်သူလူတွေကဒါတော်တော်အရေးပါတဲ့အနေအထားတစ်ခုမှတွေ့ပါတယ်ကျွန်တော်တို့ဒီကနေ့လုပ်ငန်းတွေကိုအောင်မြင်ဖို့အတွက်ဒီခီးသွန်းပြည်သူရဲ့ဒီရေလုံသားတွေပူးပေါင်းပါဝင်မှုကြောင့်ပေါ့ကျွန်တော်တို့အောင်မြင်လာတာပါ အဲ့တော့လည်းကျွန်တော်တို့ကျေးဇူးတော်တော်တင်ပါတယ်ဟုတ်ကဲ့ကဲ့ကျေးဇူးတင်ပါတယ်အခုခုလိုမျိုးပြည့်စုံပြီးပြောကြပြီးရတဲ့အတွက်ပေါ့နော်ဟုတ်ကဲ့ကျေးဇူးပါ